ချစ်ခင်ရပါသောမိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Clip for Freedom YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြတင်မှနှုတ်ခွန်းဆက်သလိုက်ရပါရခင်ဗျာကျွန်တော်ဇာရေးဆရာဆရာကျူမွေးဤဟာသဝိတုတ္တဘောဖြစ်တဲ့ good day ထရင်ဒူးသာဒူးဆိုတဲ့ဟာသဝိတုဇာအုပ်ကိုအပိုင်းခွင့်နေအပြင်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ကံစားကြည့်တော်မူကြပါအောင်ခင်ဗျာ ဘာဧဖြစ်သူဤဆန္ဒအရာမိမယူရန်ရန်ကုန်မြို့သို့ဆင်လာခဲ့သောရှင်မိုးသူမှာယခုအခါတွင် မာလာနယ်ဒီဟုသောအလတရဘူးပန်ရှင်ကလေးအားရခဲ့ပြီးမို့စကိုင်းမြို့သို့ပြန်လာခဲ့ကြတော့သည်ဒူလာမြို့အကြောင်းကိုလည်းဘွားဧကြီးထံသို့ဂျေနန်ရိုက်ကအကြောင်းကြားထားခဲ့သည်လို့ဖြစ်၍သူတို့ဆောင်တဲ့မန္တလေးဗုဒ္ဓကြီးတို့အရောက်တွင်ဘွားဧဖြစ်သူဒေါ်တော်ဖြိုးအကျော်လွတ်လိုက်သော စီရင်ကားကလေးဖြင့်သကိုင်းမြို့သို့ဆက်၍ခရီးနှင်လာခဲ့ကြပြီမလာနယ်မှာမန္တလေးမြို့ကိုရောသကိုင်းမြို့ကိုပါတစ်ချိန်တစ်ခါမှရောက်ဖို့သူမဟုတ်၍လမ်းတွင်မြင်မြင်သမျှတို့မှအထူးဆန်းဖြစ်နေတော့သည်သကန္တရာထိတ်သို့အရောက်တွင်ဂျမိုးသူကစီလာခဲ့သောကာအာထိတ်ဝတွင်ရက်ခိုင်းသည်ဒရုန်းတွင်လူလိုက်ပါလာခဲ့သောလှံငွေကဂျမိုးသူကိုလှမ်းမိနေသည်ဟေ့ကော စကိုင်းတရားကိုသွားမှာကားနဲ့မသွားပဲမင်းကဘာကိစ္စရှေ့ပြီးလမ်းလျှောက်ချင်းရတာလေဒီတရားကြီးကရှေလျားပေးများတယ်ကွာဟာကောင်ရမင်းပါသိလို့လေဟော်ဒီကငါဇနီးကျော်ကလေးမာလာဟာစကိုင်းကို လုံးဝမရောက်ဘူးသေးတော့ဒီတရားကြီးပေါ်ကိုကားနဲ့အသွားမခိုင်ပဲခြေချင်းလျှောက်စီရင်လို့ပေါ့မင်းမလျှောက်ချင်ရင်ကားနဲ့ကြွတော်မူလေတို့ကတော့ခြေချင်းလျှောက်လာခဲ့မယ် ရှင်မောသူကပြောလျင်လှငွေကကံကိုညှိပြရင်ပြန်ပြောနေသည်ကောင်းပြီငါကတော့ဒီတရားကြီးကိုခဏခဏရောက်ဖူးတဲ့သူမို့ချင်းချင်းရှောက်မနေတော့ဘူးမင်းတို့ဇုံတွဲပဲရှောက်ခဲ့ကြပြီတော့ငါကတော့ကားပေါ်မှာဇိန်နဲ့ထိုင်လိုက်ရင်တရားကြီးရဲ့အရသာကိုခံစားမယ်ကွာလှငွေပြောရင်ကားပေါ်သို့ပြန်တက်သွားခဲ့တော့သည်သူတဲ့အပြည့်တွင်ကားကလေးမှအဝင်ဝဂိတ်ကြီးကိုဆောင်းကားတစ်ဖက်သို့မောင်းသွားနေသည် ချင်းမို့သူနဲ့မာရန်လူတို့မှလည်းကားနဲ့မလိုက်ပဲခြေချင်းဆင်းရှောက်ခဲ့ကြသူတွေမို့သူတို့နှစ်ဦးလည်းဂိတ်ကြီးပြေးကြရသည်စကိုင်းဒရာကြီးဘော်တို့ရောက်သည့်အခါတွင်လည်းချင်းမို့သူကမာရန်လွေအားဒရာကြီးဘော်မှနေ၍ပဝင်းကျင်တဝိုက်ကို ပြနေသည်ဖြင့်နာယီဝက်ခန့်ကြာနေသေးသည်အောင်မလေးလေဒရာဘော်ကနေရှောက်နေလိုက်တာကြာလိုက်တာကွာတကယ်လေးလိတ်နဲ့အပြည့်ပြန်နေကြသလိုပဲ ဂျမိုးသူနဲ့မာလာလွေတို့စကိုင်းမျိုးဘက်တို့ဝင်သောဂိတ်ပေါက်ထံတို့အရောက်တွင်လက်ငွေကအထက်ပါတိုင်းလှမ်းပြောနေပြီကြာဆိုမာလာကိုတရာကြီးဘော်ကနေရှုခင်းစုံကို ပြနေရလို့ဘောကမင်းကဘာကိစ္စလုံးနေရတာလဲငါအဖွားရဲ့အိမ်ကထွက်မပြေးပါဘူးကွာဟဲ့အဖွားအိမ်ကထွက်မပြေးပြီမယ်ငါဘိုက်ကဒဂွီဂွီနဲ့ဖုံးဆက်နေတော့ကွာသိလားမင်းကတော့တဆိတ်ရှိစားနေတာပဲ လမ်းမှာလည်းကျွေးခဲ့တယ်မဟုတ်လားမင်းပိုင်ကဖုတ်ဝင်နေတဲ့တူတယ်နော်ကျမတို့ကလငွေအားပြောရင် မာလာလွယ်နေတဲ့တူသူတို့ဤကားပေါ်သို့တက်သွားခဲ့သည် လငွေလည်းနောက်မှလိုက်တက်သွားခဲ့သည် မကြမီသူတို့စီလာခဲ့ကြသောကားကလေးမှာဒေါ်တော်ဖြိုးဤတိုက်ရှိသို့ရောက်သွားခဲ့ကြသည်ဘာအေဖြစ်သူဒေါ်တော်ဖြိုးကတိုက်ဝမစီချိုကနေဒီကိုသူတို့အားလုံးမြင်နေကြရသည်ဟေ မင်းတို့ရန်ကုန်ကညနေ9:00နာရီအမြန်ရထားနဲ့လဲလာကြတာမဟုတ်လားကျင်မို့သူတို့ကားပေါ်မှာဆင်းတွင်တော်ပြူကမေးနေသည်ဟုတ်တယ်ဘဘဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးမင်းတို့ရောက်တဲ့ချိန်က နောက်သိကြနေလို့မေးရတာပါလမ်းမှာယထာဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးသူ့ပုံမှန်အတိုင်းယထာကမန္တလေးဘူတာကိုရောက်ပါတယ်လေဟဲ့ ဒါနဲ့တောင်းအခုမနေ့ဆက်ရနိုင်မှဒီကိုရောက်လာကြရသလားဟဲ့ဒါကတော့ဟောရီကဖွားဖွားရဲ့မြေမာကလေးကိုသခိုင်းထရာကြီးဘော်ကနေရှုခင်းစုံကို ပြနေရလို့နည်းနည်းနောက်ကျသွားတာပါချင်မိုးသူကပြောရင်သူဤဘေးတွင်ခက်ခုတ်ကိုကလေးရက်ကနေသောမလာနယ်ကိုပြရင်ပြောနေသည်မလာမောင်ပြောပြောနေတယ်ဖွားဖွားဆိုတာပေါ့ဖွားဖွားကြည့်ပါဦးဖွားဖွားရဲ့မြေချစ်ကလေးကိုလှပါတယ်နော် ကျမတို့ကဘွားအေနဲ့ဇနီးတွေတို့ကို အပြန်လန်မိတ်ဆက်ပေးနေသည်ဟုတ်ကဲ့ဘွားဘွားနဲ့တွေ့ရတာဝမ်းသာပါတယ်မာလာနယ်ကပြုံးချိုသောမျက်နှာဖြင့်ပြောနေသည်တတော်ပြုတ်ကလည်းမာလာနယ်အားချစ်ခင်သောအမှုရာနှင့်ပြန်ကြည့်ရင်းချီးမွမ်းနေသည်အေးအေးဘွားဘွားကတော့သမီးကိုအခုမှမြင်ဘူးတွေ့ဘူးပေမဲ့ဟိုဒီငါမကြီးကလေးရဲ့ပိစာတွေအရသမီးဟာအင်မတန်ချုံမောလှပတယ်ဆိုတာကိုတော့ သိနေတာကြပါပြီကွယ်အခုသမီးကိုမြင်ရတဲ့အခါကျတော့လေမိန်းကလေးပြောတဲ့အတိုင်းရွှေရမင်းရုပ်ကလေးလိုချောမောလှပနေတာကိုသိရပါတယ်အဲ့ဒီတွေ့ဖောဖကလည်းဂုံယူပါတယ်ကွယ်အင်းအဲ့ဒီလိုဂုံယူပေမဲ့သမီးရဲ့ဇာတာကိုတော့စစ်စစ်ကြည့်ရအောင်မယ်ကွယ်ဒါတွေကိုလည်းသမီးကိုမိန်းကလေးမောင်ချမိုးသူကပြောပြထားပြီးရောပေါ့နော်ဟုတ်ကဲ့ပြောပြထားပြီးပါပြီဖောဖက မြောပြည်ပြည်ဆိုရင်ဒုတွေအခုပဲဘီဒင်ဆီယာစီကိုသွားကြရအောင်လားဒါတဲ့ဟိုဘနက်ကပြုံးပြပြလုံနေတဲ့တငယ်ဟာဘယ်သူများလဲကွယ်မလာနယ်အားပြောနေခိုက်သူတို့အနည်းတွင်စပ်ဖြဲပြဲမျက်နာနဲ့နားထောင်နေသောလှငွေကိုမေးနေခြင်းပင်လှငွေလေဖောဖောမမတ်မိတော့ဘူးလားဩဩဘတ်တောင်ဘက်ကမမင်းသူရဲ့သားမဟုတ်လား တော်တော်ဖြိုးကအဖွားကြီးပြီးပြီးလေးရှိကမင်းနေသည်လငွေကကန်ကုန်ချင်းပြချင်းပြန်ပြောနေသည်ဟုတ်ပါတယ်ဘောက်ပါကျွန်တော်ကဒေါ်မင်းသူရဲ့သားအပြင်းထူတဲ့အဲဟုတ်ပါဘူးလေ လငွေ လငွေလငွေဘောက်ပါရဲ့ဘောက်ပါရဲ့မြေချင်မို့သူအခုလိုမိမ့်မလာကလေးရအောင် ကျွန်တော်ကူညီပေးခဲ့တာဗောဤကွေအခုလိုအကူအညီပေးခဲ့တာကိုဖောဖောကလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့လှတာချောတာကြီးကမပြီးသေးဘူး မြေဦးကလေးဟာယောက်ျားကလေးဖြစ်ဖို့ကလည်းအရေးကြီးတယ်ကွအာစိတ်ချဖွားဖွားရဲ့မြေချွေးမကလေးဟာတာဦးယောက်ျားကလေးမွေးမှာတည်ကြပါရဲ့ခမရဟေးမဟုတ်တာပဲမင်းကဘယ်လိုကြောင့်အမခံရဲရဲနဲ့ပြနေရတာလဲမင်းပြောတာကတော့ငါမယုံကြည်ပါဘူးဒါကြောင့်ငါဘေးရင်ဆရာကြီးစီကိုတွတ်ရလိမ့်မယ်လော်တော်ပြောကပြောပြောဆိုဆိုနေပင်အိမ်ပေါ်မှာစတင်ရေးဆင်းသွားခဲ့သည် ရှင်မို့သူတို့လည်းတော်ပြောဤနောက်သို့လိုက်ပါသွားကြကြပြီဘေရင်ဆရာကြီးဥတော်ထင်ဤအိမ်ရှိသို့သူတို့စီလာကြကြသောစီရင်ကားကလေးရက်လျင်ရခြင်းကားပေါ်မှပါလာခဲ့သောလှံွေကဆိုင်ပုတ်တွင် ရေးထားသောဘေရင်ဆရာကြီးဤဇာကိုအတန်ကျဲကျဲဖြင့်ဖတ်နေတော့သည်သင်တသက်တာအတွေ့အဆူအကောင်းမှန်သမျှတို့ကိုအကျိုးအကြောင်းမှန်ကန်စွာသိလိုပါကမြမဘေရင်ပညာရှင်ကြီးဆရာတောက်ထိန်နှင့် တစ်ခေါက်တစ်ခါလာရောက်၍တွေ့လက်စမ်းပါရုံမြုံကြုံမှုမှသိမည်ဆိုတော့အောင်ပါဇက်သဘောနဲ့မလုအတက်ပြော၍ဟောကိန်းထုတ်ပေးမည်စင်သားတွေရောတထေးတွေပါ ဝင်မလေးပဲကြည့်ရှုနိုင်ကြစေရန်ဘေရင်ဟောစီနှုံများကို အတက်နိုင်ဆုံးလျှော့ကားထားသည်ယောက်ျားဆိုရင်တခါကြည့်25ကြက်အမျိုးသမီးဆိုရင်တခါကြည့်35ကြက် ထို့ပြင်ရရာများကိုလည်းအထုမြစ်တာထား၍အခမဲ့ခြေပေးနေပါသည်ဆိုပါကလားဟေးလှန့်ဝေမင်းဘာကိစ္စဘီလင်ဆာကြီးရဲ့စာတွေကိုအော်ကြီးဟိကျင်နဲ့ဖတ်နေရတာလေဟိုကတိတော်ရင်စိတ်ဆိုးနေပါဦးမေကွယ်တော်တော်ပြောကသဘောမကျသံဖြင့်လှန့်ဝေကိုလမ်းပြောနေသည်ချင်မိုးသူနဲ့မာရာနိုတို့ကတော့တခိခိဖြင့်ရင်နေရသည်ဘီလင်ဆာကြီးမှာ သူတို့ဤကာယတံကြာကြရကအိမ်ပေါ်မှနေ၍စင်လာကကျိုးစုံနေတော့သည်ကျောင်းမကြီးတို့ဒီကနေ့လာကြမယ်ဆိုတာမနေ့ကရကအာယုံရထားတာဗျဘေရင်ကဝင်းဆရာတောက်ထင်ကဘေရင်ဆရာပီပီအာလူပေးနေသည်ကျမတို့သူတို့အုပ်စုကမယုံကြည်ကြတော့လဲတော်တော်ဖြိုးကတော့ယုံကြည်နေသည် ဆရာကြီးကတော့တကယ့်ကိုတုံပါပေးတယ်ရှင်ဒါကြောင့်ဘေးရင်ကဝင်းဆရာတောက်ထင်ရဲ့လို့ထင်ပေါ်ကျော်ကြနေတာပေါ့ဩဆရာကြီးရဲ့နဲ့မိတ်ဆက်ပေးရအောင်မယ်သူတို့ကကျမရဲ့မြင်းနဲ့ချွမလေးလေသူတို့တွေဇာတာလာစိတ်ကြတာပါရှင်ဒေါ်တော်ဖြုံးကကျမတို့နဲ့မာလာလူတို့ကိုမိတ်ဆက်ပေးနေသည်ဩကျောင်းမကြီးရဲ့မြစ်ချစ်ကလေးမောင်ချင်မို့သူဆိုတာဒီကလေးလားအခုမှပဲမြင်ဘူးတော့တယ် သူ့ဇနီးလေးကလည်းချောလိုက်လှလိုက်တာလွန်ပါရော့လားဒါပေမဲ့ဇာတာကိုတော့စစ်စစ်ရလိမ့်မယ်နော်ဇာတာထင်ကပြန်ပြောနေပြီဟာအစ်စ်ဘောဒါကြောင့်လေကျမဟာသူတို့ရဲ့ဇာတာစစ်ဖို့ဆရာကြီးစီကိုခေါ်လာခဲ့တာပေါ့ဒီပါရယ်ဗျာဒီပါရယ်ဗျာကျုပ်ကမနေ့ကတည်းကအာယုံရနေတဲ့ဟာအဲမောင်ချမသူရဲ့ဇာတာကတော့စစ်ပြီးနေလို့စစ်စရာမလိုပါဘူးလေ ဟောဒီကဒူမာကြီးရဲ့ဇာတာကိုသာစစ်ဖို့လိုတော်ဘောကဲအိမ်မကိုကြွကြပါဗျာဇာတော်ရင်က ပြောခြင်းအိမ်ပေါ်သို့ခေါ်သွားခဲ့သည်တော်ဖြိုးဖြိုးကတို့လည်းနောက်မှလိုက်ပါသွားခဲ့ကြသည်အိမ်ပေါ်သို့ရောက်၍ဥတော်ထင်ဗေဒင်ဟောမြင့်နေရာသို့ရောက်တွင်လန့်ငွေကဥတော်ထင်ဤမျက်နာကိုဆက်ဖြဲဖြဲနှင့်ကြည့်ကလှမ်းမေးနေသည်အဆရာကြီးခင်ဗျာဟေးဆရာကြီးဟာကျွန်တော်တို့လာကြမယ်ဆိုတာအယုံရထားခဲ့တယ်လို့ အခုကျွန်တော်ရေငတ်နေတာကိုကအာယုံမရဘူးလားခမမရဘူးအေးမင်းကဘာကိစ္စဒီလိုမေးနေရတာလဲမေးဆိုရေကအရန်ကိုငတ်နေလို့ရေတခွက်လောက်ပြီးစီခြင်းလေဒါများကွာရှာရှည်ပြီးမင်းနေရသေးတယ်မင်းရေငတ်ရင်ငါခတ်ပေးပါမယ်လေဥဒရရင်ကပြောရင်နောက်ဖေးကန်းတို့ဝင်သွားသည်တော်တော်ပြိုးကတော့လှငွေအားလှမ်းစုနေသည်မင်းကလေရေငတ်ရင်အိမ်မှာတော့ကတော့မတော့ဘူး ဒီကြမှာတောက်ရသလားဆရာကြီးကိုအနာဖို့ကောင်းတယ်ဟာဗျာជីကြီးကလည်းအိမ်မှာရေတောက်ဖို့အချိန်မှမရပဲជីကြီးကခီးရောက်မဆိုင်ဒီကိုသွားမယ်လို့ပြောတာကိုလောင်ငွေပြောနေခိုက်မှာပင်ဆရာတောက်ထိုင်မှာဖန်ခွက်ဖြင့်ရေအပြည့်ခက်ခါလာပေးနေသည်ရော့ဟဲရင်ငတ်တဲ့ငယ်လောင်ငွေကလန့်ယူရင်းမင်းနေသည်ဆရာကြီးရဲ့ရေဟာရေတန့်လားခမရဟာတတ်မှာလေကွာ ငါတို့ကတွေ့ပါကွာဘုရားထင်ဤစကားဆုံးတွင်လှငွေကမတော်သေးပဲဘေးတွင်ထာနေသောရှင်မို့သူဘက်သို့လှမ်းကြည့်ကမင်းတွေသည်ဟေးမင်းတို့ကရင်မငါဘူးလားငါရင်တော့လေကွာဤကွာငါလည်းရင်ငှက်နေတာကြပါပြီရှင်မို့သူကပြောရင်လှငွေလက်တွင်မှ ရေဖန်ခွက်ကိုလှမ်းယူသည်ပြီးတော့မာလာလွယ်ဘက်သို့လှည့်ကမင်းတွေသည် မာလာအရေးတော့မလားယင်ကောင်းသားပဲမောင်ရင်တော့လေဤမှာမာလာတော့မမယ် ရမုတ်သူကဖန်ခွေရမရေကိုတဝက်အထိတောက်လိုက်သည်ပြီးတော့မာလာနွယ်အားတောက်ရန်ပြေးသည်မာလာနွယ်ကတော့ဂျန်နေသောရေများကိုအကုန်တောက်ပြစ်သည်ဟောဗျာသူတို့တောက်လို့ဂုံသွားပြီဒီတော့နောက်တစ်ခွက်လောက်ပြေးပါဦးလားဆရာကြီးရဲ့လောင်ွေကပြောရင်ဥတော်ထိန်ကကံကိုငိမ့်ပြရင်ပြန်ပြောသည်ရပါတယ်ကွာရေလူတဲ့အကျိုးဟာဆယ်ပါးတော်ပြည့်တယ်ဟာ ဥဒရံဒီပြောရင်ရေခတ်ရန်အတွက်အင်ကန်တဲ့သို့ဝင်ပြေးသွားပြန်သည်တော်ရဖြူကတော့သူတို့ကိုသဘောမကျဟန်ဖြင့်မျက်စောင်းထိုး၍ကြည့်နေသည်ဥဒရံဒီရေတခွက်ကိုခတ်ကာယူလာပြန်တော့သည်လငွေကဥဒရံထံမှရေကိုလန့်ယူကာတောက်ပြစ်သည်ဟဲ့ဆရာကြီးနောက်တစ်ခါတော့ပြပါဦးလားရေးတော့ရတာမဝါသေးလို့ပါလငွေဤစကားများကြောင့်ဘီရင်ဆရာကြီးဤမျက်နှာမှာကင်းကိုက်ခံရသလိုမဲ့သွားသည် သူ့အဖို့ရေကနောက်တရင်ခပ်ပေးရအုံမြင်မှုစိတ်ဒုစပြုလာသည်သို့သောခန္တီစတိကံချင်းဖြင့်သွားခပ်ပေးနေရပြန်သည်တတိယချိန်မြောက်ရေဖန်ွက်ကိုယူလာကလှငွေကိုပေးနေသည်လှငွေကရေဖန်ွက်ကိုလှမ်းယူရင်းချင်မိုးသူကိုမင်းနေပြန်သည်ဟေးကောင်ရေတော်ဦးမလားတောက်ချင်ယူတော့ကွာဆရာကြီးကတော့ရေလူရတဲ့အကျိုးဟာဆယ်သိန်းစုကိုရဆိုပဲတဲဟဲ့တဲ့ငယ် သိမ့်စုရတာမဟုတ်ဘူးလေဆယ်ပါစုပါကွာကျွန်တော်ပြောတာလည်းမမှားပါဘူးဆရာကြီးရယ်ဆယ်သိမ့်ရနေမှတော့ဆယ်ပါစုကပိုရတာပေါ့လေဟောလောင်ွေကပြောရင်ဥတော်ထင်ခတ်လာခဲ့သောရေကိုတစက်မှမကြံအောင်တောက်ပြတ်တော်သည်ဥတော်ထင်ကလောင်ွေရေတောက်နေသည်ကိုမျက်နာကြည့်မက်ကကြည့်ရင်းမေးသည်ဝတ်သွားပြီလားကွလူရင်ပြောလေကွာ ဘုရောတိန်ကတမင်ငော့၍မင်းနေသည်လငွေကလည်းလူတစ်ပါးသားကိုမနှောက်ရမပြောင်ရလျင်အစာအိမ်ယောဂါဆွဲခြင်းသူမှုသူကလည်းပြန်ပြောနေသည်ဆရာကြီးကရေလူရာကိုဝါသနာပကြည့်ပုံရတယ်ဒီတော့နောက်တစ်ခွက်လောက်များရနိုင်ရင်လှုပ်ဆမ်းပါဦးလငွေဤစကားအဆုံးတွင်ဗေဒင်ဆရာကြီးမှဘာမပြောညာပြောနှင့်သူ့အနီးမှခြာကနေလက်ထွက်ကအိမ်ထဲသို့ပြန်ဝင်သွားခဲ့သည်ပြီးတော့တောက်ရီအိုးကြီးကိုလက်နက်ဖြင့် မနိုင်မနှင်းမလာခဲ့ပြီးလငွေဤအနည်းတို့ချာရင်ပြောသည်။ကဲဝါတော်တော့သောက်ဆန်းကွာဥတော်ထင်ဤစကားများကြောင့်လငွေရချင်မိုးသူတို့ဇနီးမောင်နှံမှာတခိခိဖြင့်ရင်နေကြတော့သည်။တော်တော်ဖြူမာသာအာနာနေဟံဖြင့်မရင်နိုင်ပဲရှိနေသည်။ဆရာကြီးနဲ့ဗျာဒီလောက်ကြီးတဲ့ရေအိုးကြီးကိုတယောက်ထဲမလာရသလားလို့အာနာလိုက်တာဘာမှအာနာမနေနဲ့ မင်းကိုခဏခဏခတ်ပေးနေရလို့ကြာရင်ငါဟာဗေဒင်ဆရာဘွားကနေအော်တိုမက်တစ်ဗန်နီဝါလာဖြစ်တော့မှာမို့အခုလိုရေအိုးကြီးပါမလာခဲ့တာကွာတိလာဟုတ်ကဲ့ sorry ပဲဆရာကြီးဒါနဲ့ဆရာကြီးရဲ့မိမကဘယ်ကိုသွားနေလို့အခုလိုတယောက်တည်းရေအိုးကြီးကိုမလာရသလားခမရဘယ်ဘာရီလာပြောနေရတာလဲငါမှမိမမရှိဘူးဟောဆုံးသွားပြီလားဘာရောကနေလဲ မိရရောကဟာတဲဒီတငယ်ဘာတွေထားမင်းနေရတာလေကွာငါထောင်ကြောင်ကျင်လာပြီငါကလူပိုကြီးပါကွာမိမယူဖို့လဲစိတ်မကူသေးဘူးသိလားဟာဗျာဆရာကြီးအတကကြီးပဲကြီးလာပါပြီယူဖို့တင်တာပေါ့ဂေါ်မစင်ကြီးဖြစ်နေလို့လားခမရအေးဘောဘ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 ာဟမ်ဘာဂေါ်မစင်တာလဲငါလူဘေးရင်အကျော်မောအဖို့မစင်ပဲနေပါမလားကွာတော်စမ်းကွာမင်းနဲ့စကားပြောနေတာနဲ့ ဒီကအเจ้าမကြီးခိုင်းထားတဲ့အလုတ်ကိုတော့မလုပ်နိုင်သေးဘူးဒီတော့ငါ့ကိုဘာမှဆက်မပြောမနေနဲ့မင်းရှိမှရှိတဲ့ရေအိုးတွေကရေကိုသာအရပါရတောက်နေငါကတော့ဇာတာစစ်လိုက်အောင်ပဲဥဒရံဒီလှငွေအားပြောရင်သူဤစပွဲသူဝန်ထိုင်နေတော့သည်ပြီးတော့တော်တော်ပြူအားလှမ်းမင်းနေသည်ဒီတငယ်ကအเจ้าမကြီးနဲ့ဘာတော်သလဲဘာမှမတော်ပါဘူးရှင်သူက ကျမမြေးကလေးရဲ့တငယ်ချင်းမှာသူ့ကိုခွန့်လွတ်ပါနော်သူကအခုလိုပဲဘာမှအလိုက်ကန်းစုံမသိဘူးရှင် ရပါတယ်ဗျာကျုပ်ကဘေးရင်ဆရာဆိုတော့လူမျိုးမျိုးဆက်ဆံနေရတာလိကံခွနွတ်တတ်ပါတယ်ဥဒရိန်က ပြောရင်လှံ့ငွေဘက်သို့မျက်စောင်းထိုးကြည့်နေသည်လှံ့ငွေကဘေးရင်ဆရာကြီးအားသွားကြီးကိုဖြဲပြနေသည်ဂျင်မိုးသူနဲ့မာလာလူတို့မှာတော့လှံ့ငွေနဲ့ဘေးရင်ဆရာတို့ကိုကြည့်၍ကြိတ်ရေနေမိကြသည်ဂိုင်းဆရာကြီးဒီမှာပြောထားတဲ့အတိုင်းဒီမီလီရဲ့စနီးစယ်ရဲ့ဇာတာကိုတွေ့ပြီးပါဦးအော် မီးဇာတာပါလာတယ်မဟုတ်လားသရော်ဖြူကမေးနေသည်ဂျင်မိုသူကမာလာနယ်ဤကိုစားဝင်ပြောပေးနေသည်သူ့မှာဇာတာပတ်မလာဘူးဖဖွားရဲ့သူ့ဇာတာက သူ့မိဘအိမ်မှာရှိပါတယ်ဟေ့ဘာဖြစ်လို့သူကယူမလာရတာလဲတခါတည်းယူလာခဲ့ရင်ပြီးတဲ့ဟာသရော်ဖြူကအပြစ်ရင်နံဖြင့်ပြောနေသည်ဟာဖဖွားကလည်းယူလာဖို့ကမလွယ်ဘူးလေ သူ့မိဘတွေကကျွန်တော်နဲ့သဘောတူကြတာမှမဟုတ်ပဲသူ့ကိုခိုးယူလိုက်ရတာမို့ဇာတာဘယ်မှာပါလာတော့မှာလဲဇာတာမပါရင်ဘေးရင်ဟောလို့မရဘူးလားဆရာကြီးရပါတယ်လေသူ့မွေးလာမွေးရနဲ့နေကိုသိရင်ပြည်တာပါပဲပြီးတော့ပြောစမ်းသူကဘာနေသမီးလဲတောက်ကြသမီးပါမာလာနယ်ကရောင်ရမ်း၍ဖြေးလိုက်မိသည်ဟင်တောက်ကြသမီးဟုတ်လားနုငါ့ကိုပြောတော့ကဇာတာပရိသမီးဆို ဂရောဖြူကအံအားတင်တန်းဖြင့်လှမ်းမိနေသည်ဒါကိုရှင်မသူကအစင်ချောအောင်ဝင်ပြောရသည်ဒါကဒီလိုပါလေသူကငယ်တုန်းကစကားများလုံးတော့သူ့ကိုသူ့မိဘတွေကတောက်ကြသမီးလေးကြားလိုက်တာပဲစကားလေးများလိုက်တာလို့ပြောပြောနေတဲ့အတွက်အခုလိုရောင်းရမ်းပြီးပြောလိုက်မိတာပါ သူ့နေအမှန်ကဇာတာပရိသမီးပါ ဖော်ပါရဲ့သူ့နာမည်ကိုကြည့်ရင်သိနိုင်ပါလေလေမာလာနယ်ကလည်းအလိုက်ဒီစွာနဲ့ပင်ပြန်ပြောနေပြီဟုတ်ပါတယ် သူပြောသလိုပါပဲသမီးကကျန်တာပရိသမီးအစ်စ်ပါတို့အဖြစ်များကိုကြားရမှဘေရင်ဆရာကြီးရောဒေါ်တော်ဖြုတ်ပါကျင်းနဲ့သွားခဲ့ရသည်ဒါဖြင့်ပြောပါဦးသမီးရဲ့မွေးတဲ့နေ့ရဲ့ရဲဆွဲရဲ့လတွေရဲ့ဟုတ်ကဲ့မလာမွေးတဲ့နေ့ကဟေး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 အရန်ဆွတ်ပြောမနေနဲ့လေမကုန်လိမ့်မယ်ဒီမဲ့နင့်တွေငါအိမ်ကရေးထားခဲ့တဲ့စာရွက်ကိုသာပြလိုက်ပါကွာလငွေကအလုံးတွေပေါကုန်ပြီဆို၍ အထပ်ပါအတိုင်းဖြတ်ပြောကသူဤအိတ်တွင်မှ ရေးသားထားခဲ့သောမွေးနေ့အတုစာရွက်ကြီးကိုလှမ်းပေးနေသည်ချင်းမိုးသူကလည်းချက်စိုလျင်းငကွက်ကမိတောက်သည်မို့လငွေဤစာရွက်ကိုယူကဗေရင်ဆရာကြီးတောက်ထိန်အားလှမ်းပေးနေသည် နေသမောင်ဒီကလေးမလေးဟာအရွယ်ပဲရောက်နေပြီအခုတည်းကိုမွေးနေ့မွေးရတွေကို မသိသေးဘူးလားလငွေကမင်းသေးသေးဖြင့်ပြန်ပြောပြနေသည်တိရတိရဘောဆရာကြီးရဲ့ဒါပေမဲ့ သူကသတိမေ့တယ်လို့ကျွန်တော်ကအခုလိုသူ့အိမ်ကဇာရာကို လူကြီးတွေမရှိခိုက်မှာသွားယူပြီး ခုတ်ကူလာခဲ့တာပါ။လန်ငွေဤဖြီလုံးများကိုဗေရင်ဆရာကြီးကလည်းယုံကြည်ကသွားခဲ့ပြီ။အေးလေဇာရာထဲကသာမှန်ရင်ပြတာပဲ။အဲအခုလောလောဆယ်တွတ်ထားတဲ့အချင်းယူပြီးဒီကဒူမာကြီးဇာရာကိုစစ်ကြည့်ရင်ပိုကောင်းမှာမို့မနေ့ကကြမှာအเจ้าအမကြီးတို့အိမ်ကိုကျုပ်ကိုယ်တိုင်လာပြီးမယ်ဗျာ။ အခုသွားစရာရှိရင်သွားကြပြီတော့ကလေးတွေလည်းခီးပန်းလာကြတာမဟုတ်လားဟုတ်ကဲ့ဆရာကြီးမှန်မှန်ကန်ကန်ကလေးလာတွေ့ပြီပါဆရာကြီးမိန့်တဲ့အချိန်ပဲမနေ့ကန်ကြရင်သာကျမတို့စီကို သူ့ရဲ့ဇာတာတွေ့ထားတာကို ယူလာပေးပါနော်အခုဆရာညံပူဇော်ကတွေ့ငွေနေရာယူထားလိုက်ပါနော်ဒါတော့ဖြူကပြောရင်မှငွေနေရာကြက်တန်တရွက်ကိုထုတ်၍ဆရာဦးတော်ထိန်အားပေးနေသည်လောက်ငွေကတော့ဗေရင်ဆရာအားပေးသောငွေမှာ ညပြနေ၍သူ့ဝတ်ဒီအတိုင်းဝင်မင်းနေသည်နေပါဦးဆရာကြီးရဲ့ကျွန်တော်မသိလို့မေးပြရစီအောင်ဆရာကြီးအပြင်မှာခြိထားတဲ့ဆိုင်ဘုတ်ကဇင်းလုံးရဆိုရင်တော့ယောက်ျားဆိုရင်25ချက်မိန်းမဆိုရင်15ချက်လို့ရေးထားတာဖတ်ရတယ်အခုဆရာကြီးယူလိုက်တာက200ကြီးများတောင်ဆိုတော့အများလုံးဘူးလားဗျာလောင်ွေကမေလင်းဆရာတောက်တင်ဤမျက်နှာမှာကွက်ခနဲပြတ်သွားတော်သည် ါကတော့တဟာလူလေးကွယ်ငါကတော့သတ်မှတ်ထားတဲ့ဇင်းလုံးတိုင်းပဲယူတာပါဒါပေမဲ့ဟောဒီကเจ้าအမကြီးတို့လိုဗေဒင်ပညာကိုယုံကြည်လေးစားပြီးစေတနာတရားတရားအားကြီးတဲ့သူတွေကတော့အခုလိုစေတနာရပူပြီးသွားကြတာကြီးပါပဲလေဩစေတနာကြီးကလည်းမြလိုက်တာနော်ဒါပါတော့လေကျွန်တော်မရှင်းသေးတာတခုကိုလည်းမေ့ကျင်ပါတယ်မေးပါမေးပါမသိရင်မေးနိုင်ပါတယ်တခြားတော့မဟုတ်ပါဘူးဗျာ တခြားဘီရင်ဆရာတွေကတော့မိမယောက်ျားမခွဲကြပဲဘီရင်ဟောတာအတူတူပဲရှိပါတဲ့နဲ့ဆရာကြီးကြတော့ဘာဖြစ်လို့အခုလိုခွဲကြတတ်မှတ်ထားရတာလဲခင်ဗျာဒါလေးများကွာမိမတွေကယောက်ျားတွေတဲ့ဘီရင်ပညာကိုပို့ပြီးယုံကြည်ကြတဲ့အတွက်သူတို့ကို ဖောက်တဲ့နှုံတဘောနဲ့အခုလိုလျှော်စင်းနေထားတာပေါ့အဲယောက်ျားတွေကတော့ဘီရင်ပညာကိုတသိမယုံကြဘူးလာမေးတဲ့သူကလည်းနေတဲ့အတွက်သူတို့ကိုဈေးမလျှော်ပဲထားတာပါကွာ ဆရာကြီးလို့ပုံကစူပေးတံပေးစနေမျိုးဖြစ်နေတာပေါ့နော်ဟာမင်းအားကဘာဆိုင်လို့လဲတငယ်ရဲ့ဆိုင်နာပေါ့ဆရာကြီးဆရာကြီးလို့ထားပုံကကိုစီမဘေးတင်များများလာမေးကြတဲ့မိန်းမတွေကိုဆုချတဲ့အနေနဲ့ဈေးကိုလျှော့ယူထားပြီးတော့တခါတလေမှလာမေးတတ်တဲ့ယောက်ျားတွေကြတော့ဓာန်ပြီးတဲ့အနေနဲ့ဈေးကိုမြင့်ထားသလိုဖြစ်နေတာပေါ့တော်တော်ပြုတ်မှာ ရှားရှိကနေသောတငွေကြောင့်မေရင်ဆရာကြီးအားတစ်ချက်လန့်ကြည့်ပြီးအာနာတန်ဖြင့်လန့်ဆွနေတော့သည်ဟေ့လန့်ငွေနင်းတယောက်ဟာလေခက်တော့တာပါပဲဆရာကြီးကိုများနင်းငွေချင်းမှတ်နေလို့အခုလိုမင်းနေရတာလားကဲကဲလာပေါ်ကြမယ်ဒေါ်တော်ဖြုတ်ကပြောရင်ရှေ့မှဆ၍ထွက်သွားခဲ့သည်ကျမတို့နဲ့မာလာနယ်တို့ကလည်းဗေဒင်ဆရာကြီးဥတော်တိုင်အနှုတ်ဆက်၍လိုက်မှသွားခဲ့ကြသည်။လွှတ်ငွေတို့ဥသာလင်းရေဆက်ဆက်မျက်နှာဖြင့် ကြံရစ်ခဲ့ပြီဟဲ့တငယ်ဟိုမဲလူတွေအကုန်သွားကြပြီလေမင်းကဘာကိစ္စနဲ့ချက်နေခဲ့တာလဲကွာဥတော်ထင်မှာလှငွေအားအမြင်ကပ်နေတဲ့ဖြင့်နှင်းနေတော့သည်ချက်နေဆိုဆရာကြီးရဲ့မှန်တလေးဘေရင်ကိုမေ့ရင်လို့ပါကဲဆရာကြီးကျွန်တော်ဇာရာကိုတွေ့ပြီးဟောစမ်းပါကြားသိတဲ့လောက်ပြပါမယ်လေမမမလို့စမ်းမနိုင်ကွာမင်းကြည့်ရတာဘေရင်ပညာကိုယုံကြည်ပုံပေါ်တာမဟုတ်ဘူး ငါစီမံဘေးရင်မိမာတဲ့ငါကို အမျိုးမျိုးမချိအောင်ကလိမဲ့သူမို့မင်းတို့လိုကောင်မျိုးတွေကို မကြည့်ဘူးဟေမရှိရင်ငပိနဲ့ပဲစနေတော့မယ်ငါစီကမြန်မြန်ကလေးသာကြွတော်မူပါကိုတော်ရဲ့ဦးတော်ထိန်ကအတွင်သာနှင်းနေတော့သည် ဟာဗျာဆရာကြီးကလည်းကျွန်တော်ကောင်းကောင်းမိမာပါဒီတော့ဟောစမ်းပါဟင်းကွာမင်းကိုဟောရရင်ရမယ့်ဟောကားတဲ့ဒေါပွားရမှာမို့ ငါအနာကသာမြ мян ကလေးကြွလန်းတော်မူပါကွာမိနစ်10မိနစ်ဝေးရရင်ငါအသက်10မိနစ်ပိုရှိလာမှာမို့သွားပါတော့ကျေးဇူးရှင်ရေဥရထိုင်မှာပြောပြောဆိုဆိုနေမယ်လငွေဤလက်ကိုဆွဲသူကအိမ်ပေါ်မှာအမြန်ဆင်းခိုင်းနေတော့သည်လငွေသည်ဒဟာဟာဖြင့်အော်ရရင်ဥရထိုင်ဤအိမ်ပေါ်မှာဆင်းလာခဲ့ရလေတော့သည် ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကျူမွေးဤဟာသဝိတုတပုတ်ဖြစ်တဲ့ဂွေတဲ့ထရင်ဒုသာဓုဆိုတဲ့ဟာသဝိတုစာအုပ်ကို အပိုင်း9နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း10မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ